အဘဒါစရီစုမဘာဒီကူဒရာမင်္ဂလာပါဒီနေ့2025ခုနှစ်မတ်လ16ရက်တနင်္ဂနွေနေ့ဖရက်ဖန်ရဲ့တပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့တော်လရေးတပ်တွေကိုခုခံဖို့စစ်ကောင်စီတပ်ကနိုင်ငံရေးအကျဉ်းသားတွေကိုအုံပြုတဲ့တဲ့လူမျိုးရေးအစိုးရရောက်တာတွေကိုစစ်ကျင်သွားမယ်လို့ KNGY ပြောတဲ့တဲ့နဲ့နေပြီးတော့ PDF စစ်တောင်းမှုတေဆုံရတဲ့ကိစ္စကဲဖြစ်တဲ့ပါတီဘူကစုံစမ်းစစ်ဆေးနေတဲ့တဲ့အပါအဝင်တပတ်အတွင်းထူးခြားတဲ့တဲ့ကိုကြားရမှာပါ က်ပွဲပြင်းထန်နေတဲ့ဒေသတွေမှာတော်လှန်ရေးတပ်တွေကိုခုခံဖို့စစ်ကောင်စီတပ်ကနိုင်ငံရေးအကျဉ်းသားတွေအတုံပြုနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင်တိုက်ထွန်းဦးကဖရက်ဖန်ကိုပြောပါရယ်အဆိုပါခုခံကာကွယ်ရေးအတွက်နှိရှိကြနေတဲ့အကျဉ်းသားတွေကသူတို့အကြခံရမယ့်ပြစ်မှုတွေကိုဖြေလျှော့ပေးအောင်စစ်ကောင်စီတပ်နဲ့အပေးအယူတွေပြုလုပ်ကြတာရှိတယ်လို့ အပေးအယူမလုပ်တဲ့အကျဉ်းသားတွေအနေနဲ့အတင်းအတ္တမတာဝန်ထမ်းဆောင်ခံနေရတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားပါကနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်တခြားအကျဉ်းသားတွေကိုအခမ်းတခမ်းတွေမှာပိတ်ပြီးစုပေါင်းချုပ်နှောက်ထားခံရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာမျိုးရှိတယ်လို့သူကဆက်ပြောပါတယ်။စစ်ကောက်စီတပ်ကအကျဉ်းသားတွေကို ရှစ်တန်းစစ်ခံမှာဆူဆူဝါးဝါးတုံးလာတာတွေနိုင်ငံရေးအနေနဲ့ကောစစ်ရေးအနေနဲ့ပါ တရားမှုဝင်တဲ့လှုပ်ရက်တွေကိုလှုပ်ဆောင်နေပြီးအဆိုပါလှုပ်ဆောင်ချက်တွေအချက်အလက်တွေကိုစုံလင်အောင်ရယူပြီး PPNM ကထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။ရှန်ဂရီနဲ့ဆမ်မူပြေမျိုးတိုက်ပွဲမှာပြီးခဲ့တဲ့မက်စလာ၁၄ရက်တရက်သားအတွင်းစစ်ကောင်စီနဲ့တော်လရေးပူပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က၁၅ဦးကြာဆုံးပြီးတော်လရေးတပ်ဖွဲ့ကရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ဂရီနီအမျိုးသားများကကွယ်ရေးတပ် KNDF တည့်ရင်တုံတဲ့ရှမ်းတောက်စစ်သေးတော့ခွဲ အမတ်တိဘူဟာတို့ကပြီးခဲ့တဲ့မက်စလာ15ရင်းနေမှာပူတွဲထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မက်စလာ17ရင်းနေမှာမူပြဲအခြေဆိုင်ခလာရ၄နိနစ်စစ်ကောင်စီတပ်ကဒရုန်းနဲ့နဲ့ကြီးတွေကိုအုံပြုပြီးအပြင်အထံထိုးစစ်တိုက်ခိုက်နေရကြောင့်တော်လေးပူပေါက်တပ်ဖွဲ့ကရှစ်တန်းကာကင်းနေရာအချို့ကိုလစ်လွတ်ခဲ့ရပြီးပြီးခဲ့တဲ့မက်စလာ14ရင်းနေမှာတော့တော်လေးပူပေါက်တပ်ဖွဲ့ကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ် မူပြေတိုက်ပွဲအတွင်စစ်ကောက်စီဘက်ကအထိနာရာကြောင့်ခလာရ၄မိနစ်တပ်စခန်းအတွင်ကိုပြန်လည်ဆုတ်ခွာသွားပြီးစစ်ကောက်စီထံကလက်နက်ကိုလည်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုတော်လည်တပ်ဖွဲ့ကတင်စေရမိခဲ့တယ်လို့သိရပါဗျ။စစ်ကောက်စီရဲ့မိတော်ဘုံတွေအုံပြူတိုက်ခိုက်မှုကြောင့်မက်စလာအတွင်မူပြေမြို့ပေါ်ရက်ွက်အတွင်နေအိမ်အနည်းဆုံး15လုံးထက်မနည်းမိလောက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ နေပြည်တော်တိုင်းစစ်ဌာနပြည်မနာစစ်တောင်ကစစ်တောင်မူရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုက်တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ပေါ်ကရင်ပြည်ထက်ပါတီဗဟုကစုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးနှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးမှထုတ်ပြန်သွားမယ်လို့ကရင်ပြည်ထက်ပါတီဝင်တဦးကဖရဲအဖန်ကိုပြောပါရယ်ပြီးခဲ့တဲ့မတ်လ3ရက်နေ့မွလွဲအချိန်မှာကိုဆိုင်နဲ့အတူတန်တော်မြောက်ပိုင်းကရဲဘော်ကိုဖထွန်းကိုကရင်ပြည်ထက်တပ်မတော်ဗဟုကော်မတီဝင်ဗိုလ်မှူးကြီးတိန့်ဟန်နဲ့ဆွေးနွေးဖို့အတွက်ဆိုတာ ကရင်ပြည်တင်နေပြီအမတ်6မြို့နယ်ဒုတက်မဟာမူဖိုးဖားကလာရောက်ခေါ်ဆောင်သွားခဲ့တာလို့သိရပါဗျ။ကိုဆိုင်ရဲ့ရုပ်အလောင်းကိုဖေခုံမြို့နယ်အလေကရင်အုပ်စုကရင်ပြည်တင်တက်မတော်ရုံဆိုင်ရနေမြေတနေရာမှာပြင်းထန်ဒဏ်ရာတွေနဲ့တွေ့ရှိခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနကမက်စလာ7ရင်းနေမှာထုတ်ပြန်ထားပါဗျ။ဖန်စီခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးနေပြည်တော်တိုင်းစစ်ဌာနကမတ်လ9ရက်နေ့မှာစာထုတ်အကြောင်းကြားခဲ့ပေမဲ့အကြောင်းပြန်လာခြင်းမရှိသေးတဲ့အပြင် ကင်းပြစ်တဲ့တက်မတော်နေမြေအထိသွားရောက်ဆွေးနွေးဖို့ကြိုးစားခဲ့တာကိုလည်းဘ ഹു ကော်မတီကဖြေရှင်းပေးတာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနကစုံစမ်းစစ်ဆေးနေပြီးလိုအပ်သလိုညှိနှိုင်းဖြေရှင်းနိုင်ဖို့စီစဉ်နေတယ်လို့ NUG တမဒယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကဖရဲအဖန်ကိုပြောပါတယ်။စစ်တောင်မူကိုစားရဲ့အလောင်းကိုမက်စလာ73ရင်းနေမှာတကြိုခဲ့ကြပြီးသူ့နဲ့အတူခေါ်ဆောင်ခံခဲ့ရတဲ့ရဲဘော်ကိုပါချုံကတော့ ကင်းပြည်သိကအကျယ်ချုပ်ချထားတယ်လို့သိရပါတယ်။ Grenadier ဒီမော့ဆိုအရှိချမ်းတနေရာမှာတနအီကို ရေဆဲကလန်လောက်တာထွက်တဲ့ရေထွက်ပေါက်ကိုလူဦးရေ600ဝန်းကျင်ကမိခိုနေရတယ်လို့ဒေတာခန့်တူဖြစ်တဲ့မဆော်မှုကဖရက်ဖန်ကိုပြောပါတယ်။အဆိုပါရေထွက်ပေါက်နေရာထိကိုတနအီဝန်းကျင်လောက်လမ်းလျှောက်သွားရတဲ့အပြင် မနဲ့၄နိုင်ဝန်းကျင်ကလေးကတက်မီအတုံးပြုပြီး ရေသွားခတ်ရတယ်လို့သိရပါတယ်။ ဒေတာခံတဲ့စစ်ရှာတွေအနေနဲ့ဝင်ငွေမရှိတဲ့အတွက်ရေမွေသုံးနိုင်တဲ့အပြင်အရင်နေ့တွေကရေအလူရှင်ကဘလကိုနှခါရေလာပို့ပေးကြပေမဲ့ဒီနေ့မှာတော့အခုချိန်ထိရေလာလူတာမျိုးမရှိသေးဘူးလို့သူကဆိုပါတယ်။အခုလက်ရှိအဆိုပါဂျေးရွာကဒီလိုရေရှာပါမှုတွေကြောင့်ပုံမှန်ရေမချိုးကြရတဲ့အတွက်ခနာကိုတစ်ခုလုံးယာယန္တာတွေဖြစ်လာပြီးတော့ကျွဲဝက်ကြက်နွားစတဲ့တရိစံတွေကလည်းရေတွေငက်ပြီးတေကုံတာမျိုးဖြစ်လာတယ်လို့သိရပါတယ်။ ကယံမျိုးစစ်တပ်လူငယ် KNGY အနေနဲ့လူမျိုးရေးပါရာရေးအစွန်ရောက်တာတွေကိုဆက်တင်တော်လှန်သွားမယ်လို့ပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာကျင်းပတဲ့24နှစ်မြောက်ကယံလူငယ်များနဲ့အခမ်းအနားမှာပွဲကျင်းပရေးကော်မတီဝင်လည်းဖြစ်တယ်လို့ KNGY ဒေသ CEO ရဲ့ဌာနအဖွဲ့ဝင် ခုံးမြလေးကဖရက်အဖန်ကိုပြောပါတယ်လူမျိုးရေးအရာဖြစ်စေပါရာရေးအရာဖြစ်စေအစိုးရရဲ့ပုံကိုယ်တွေကိုတော်လန်စစ်ကြံမှာဖြစ်ပြီးလက်နဲ့နဲ့မဟုတ်ပဲအမှုအနည်းနဲ့ပဲစစ်ကြံသွားမယ်လို့ဆိုပါတယ် ဒါအပြင်ခင်ဂျီဝါရဲ့ပန်းတိုက်အနေနဲ့ကရင်လူမျိုးတွေအတွက်တန်းတူညီများမှုဖွံ့ဖြိုးတိုးတက်မှုတခြားသူတွေနဲ့ရင်ပေါင်တန်းနိုင်ရဲ့အထိဆက်လက်လှောက်ဆောင်သွားမယ်လို့ခွန်မြလီကပြောပါရယ်။ကရင်လူငယ်များနေ့ကို2000ခုနှစ်မတ်လ10ရက်နေ့မှာစတင်ကျင်းပခဲ့ကြပြီးအခုကျင်းပတာက24နှစ်မြောက်ဖြစ်တယ်လို့သူကဆိုပါရယ်။ဖရက်ဖန်ရဲ့တပတ်အတွင်းထူးခြားတဲ့တင်မာတွေကိုကြားခဲ့ရတာပါကျမအင်းဒီပါရှင်